အားလုံးမင်္ဂလာပါကျွန်တော်တုတ္တဆံပါကျွန်တော်စီကိုစာရီရေးပြီးတော့ဆက်သွယ်ပေးမြန်းထားကြတဲ့သူတွေရှိပါတယ်မေးထားကြတာတွေကတော့တကယ်ကိုမေးခွန်းကောင်းတွေပါပဲဒါပေမဲ့အားလုံးကိုတယောက်ချင်းလိုက်ပြီးတော့ကျွန်တော်ကစာပြန်နေဖို့အချိန်မရှိပါဘူးဒီတော့မေးထားကြတဲ့မေးခွန်းလေးတွေထဲကတူညီတာလေးတွေကိုစုစည်းပြီးတော့လူအများနဲ့ဖူးတုဒ္ဒရရမယ်စိတ်ဝင်စားမှုလည်းရှိရမယ်လို့ထင်ရတဲ့မေးခွန်းလေးတွေကိုကျွန်တော်ကအချိန်ရသလိုဒီကနေဖြေချပေးပါမယ် ီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့မေးခွန်းတစ်ခုကခက်ချင်းခက်ပါစေတိတိကျကျနဲ့ထိထိရောက်ရောက်ဖြစ်စေမဲ့ငွေဝင်နည်းရှိရင်ပြောပြပါလို့ဆိုထားတဲ့မေးခွန်းဖြစ်ပါတယ်။ဘာလို့ဒီမေးခွန်းကိုရွေးချယ်ထားရလဲဆိုတော့လူတော်တော်များကလည်းအဲ့ဒီလိုတိတိကျကျနဲ့ငွေဝင်စေမဲ့နီးလန်းတွေကိုသိရှိကျင်နေကြတဲ့မေးခွန်းပေါင်းများစွာကိုကျွန်တော်ကရရှိထားပြီးဖြစ်လို့ပါ။တကယ်တော့ငွေဝင်စေတဲ့နီးလန်းတွေကဘီရင်ကံဘီရပညာအလိုအရနီးလန်းမျိုးမျိုးရှိပါတယ်။နီးတိုင်းစွမ်းသလားလို့မေးရင်တော့ အဲ့ဒီပြုတ်လုံးမဲ့နီလန်းရဲ့စနစ်နဲ့ပဲတက်ဆိုင်တယ်လို့ကျွန်တော်ကရေဝံကပြောရမှာပါတချို့နီးတွေဟာနီးစနစ်မှန်မှန်နဲ့ပြုတ်လုံးမဲ့ဆိုရင်တကယ်ဆွမ်းပါတယ်တချို့နီးတွေကတော့နီးစနစ်မှန်ပြီမဲ့လဲပြုတ်လုံးနီးပြုတ်လုံးဟန်တွေကလွဲချော်နေတဲ့အတွက်မဆွမ်းနိုင်ပါဘူးတချို့နီးတွေကတော့ပြုတ်လုံးမဲ့သူရဲ့ယုံကြည်မှုနဲ့တက်ဆိုင်နေတာမျိုးလည်းရှိပါတယ်ဒီလိုနီးလန်းတွေကိုစနစ်တကျနဲ့အောင်အောင်မြင်မြင်ပြုတ်လုံးနိုင်ဖို့ဟာလက်တွေ့ကြကြဘေးကနေထိုင်ပြီးတော့ညွန်ကြားပေးနိုင်မဲ့ အနီးကဆရာသမားမျိုးလိုအပ်ပါတယ်မိတ်ဆွေတို့အနေနဲ့ငွေဝင်ခြင်းလို့ online ပေါ်မှာရေးတင်ထားတဲ့အစီအရင်တွေနီးလန်းတွေကိုလိုက်ပြီးတော့လှောက်ဆောင်မယ်ဆိုရင်ပထမအဆုံးသိထားမှာကအဲ့ဒီတင်ပေးတဲ့ဆရာရဲ့ညွှန်ကြားချက်ကိုတည်တည်ချာချာလေးအရင်ဆုံးဖတ်ပါနားလည်အောင်ကြည်ပါဒီလိုပြင်ရည်တွေကိုတိတိကျကျနဲ့စဉ်စဉ်ဆက်ဆက်သိလို့တင်ပေးထားတဲ့ဆရာတွေဟာဘယ်တော့မှပြီးစလွယ်ရေးတင်ချာလေးမရှိပါဘူးနီးလန်းတွေရဲ့လိုအပ်ချက်အခြေခံလိုက်နာစရာတွေအားလုံးကိုတေချာရှင်းပြပြီးမှသာ ရည်တင်တတ်ကြလိမ့်ရှိပါတယ်ဒါတွေကိုသေချာမဖတ်ဖင်းနဲ့ကိုကစိတ်ထင်တယ်လို့လိုက်ပြီးတော့လုပ်နေမယ်ဆိုရင်တော့လုပ်တာပဲရှိပါတယ်လက်တွေမှာဘာမှဖြစ်လာမှာမဟုတ်ပါဘူးခုကျွန်တော်ဒီနေ့ပြောပြမယ့်အစီအစဉ်ဟာငွေကြေးကိုလက်တွေကြကြဖိတ်ခေါ်နိုင်တဲ့စွမ်းရည်တော်ရှိပါတယ်ဒါပေမဲ့ဒီနည်းလမ်းမှာအားအနေချက်နှစ်ခုရှိပါတယ်အဲ့ဓာတွေကိုအရင်သိထားပြီးမှ လက်တွေလိုက်နာထားရင်တော့ဘာမှပြဿနာမရှိပါဘူးဒါကိုသိအောင်အရင်မလုပ်ထားဘူးဆိုရင်တော့ ပိုးတာကုံမောင်ပုံစောင်းမတက်ဖြစ်နေဦးမှာတေးကြပါတယ်။အခုဒီနေ့အတွက်အသုံးပြုမဲ့ပစ္စည်းဟာညှို့ချက်အလွန်ကောင်းပါတယ်လို့ဂမ်ဘီရာလောကမှာထင်ရှားနေတဲ့ဇပကြီးချက်ညှို့ချိုးကိုအဓိကထားပြီးတော့ကျွန်တော်တို့သုံးမှာဖြစ်ပါတယ်။ဒီတော့အဲ့ဒါကရှာဖွေဖို့တော်တော်လေးကိုခက်ပါတယ်။ခက်တယ်ဆိုတော့ကမလွယ်တာကိုပြောတာပါ။ရှားပါပြီလောကမှာမရနိုင်တဲ့ပစ္စည်းတခုတော့မဟုတ်ပါဘူးမြန်မာပြည်မှာနေတော့ကကျွန်တော်စီမှာဖိုးစုံမဆုံဇပကြီးချက်ညှို့ချိုးရောတဲကြီးရောရရှိဘူးပါတယ အဲ့ဒါကိုရအောင်ရှာတဲ့နေရာမှာလဲအစ်စ်ဖြစ်နေဖို့တော့လိုပါတယ်အစ်စ်ဟုတ်မဟုတ်စမ်းသပ်နိုင်တဲ့နည်းလမ်းတွေရှိပေမဲ့တချို့နည်းတွေကမသေးကြပါဘူးဒါကိုအစ်စ်ဟုတ်မဟုတ်ကဲဖြတ်နိုင်ဖို့ဟာကျွမ်းကျင်တဲ့ပညာရှင်တွေလိုအပ်ပါတယ်တကယ်လို့မင်းဆိုလို့နေနဲ့စပတ်ကြီးညို့ချိုးအိမ်မှာအသင့်ရှိတယ်ဒါပေမဲ့စစ်မစစ်ကတန်တရားဖြစ်နေတဲ့ဆိုရင်ကျွန်တော်စီကိုဓာတ်ပုံလေးကိုကောင်းကောင်းလေးနဲ့ကြည်ကြည်လေးရိုက်ပြီးတော့ဒါဘိုက်ဘားနေပို့ထားလို့ရပါတယ်ကျွန်တော်အချိန်ရတာနဲ့အကဲဖြတ်ပြီးတော့အစ်စ်ဟုတ်မဟုတ်ဆိုတာကိုပြန်ပြောပြပေးပါမယ်ဒီတော့ဒီနေရာမှာ မိတ်ဆွေတို့ကမေးချင်မေးလိုက်မယ်အစ်စ်ဟုတ်မဟုတ်ခွဲနေရတော့စပကြီးညှို့ချိုးကိုအတုလုရောင်းတဲ့သူတွေရှိလို့လားဆိုရယ်မေးခွန်းမျိုးဖြစ်ပါတယ်အဖေကတော့လုံးဝအတုလုလို့ရပါတယ်ရတယ်ဆိုတော့ကကျွန်တော်လည်းအတုလုတက်လို့ပြောနေတာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကိုအစ်စ်ဆိုပြီးတော့အတုလိန်ရောင်းတာခံရဘူးလို့ကျွန်တော်ကပြောနေတာပါဒါကြောင့်အစ်စ်ပုံစံအတိုင်းအတုကိုတထရာတည်းပြုတ်လုနိုင်တယ်လို့နားလည်ထားပါကျွန်တော်တို့ကဆိုရင်မျက်စိရှေ့မှာတည်းအတုနဲ့အစ်စ်ကိုလဲတာခံလိုက်ရတာပါ။ဒါကြောင့်ဒါကိုလိုချင်လို့ဆိုပြီးတော့လိုက်ဝယ်မယ်ဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့ရောင်းသူတွေကိုတွေးအောင်ရှာကြဖို့ကြိုတင်အတည်ပြုလိုက်ပါတယ်။ကြည့်ဒီတော့နောက်ထပ်ပစ္စည်းတွေအကြောင်းကျွန်တော်ပြောပြပါမယ်။ဒါမှကြိုတင်ရှာထားလို့ရမယ်။လက်တွေ့လှုပ်ချင်ရင်လည်းပစ္စည်းတွေကိုအရင်စုဆောင်းပြီးမှဒါလှုပ်လို့ရမယ်ပေါ့။ပစ္စည်းတွေစုဆောင်းပြီးပြီဆိုရင်တော့ကျွန်တော်တို့စပြီးတော့လှုပ်လို့ရပါပြီ။လုံနည်းအသေးစိတ်ကိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအစအဆုံးပြောပြပေးသွားပါမယ်။ဒါကြောင့်ဗီဒီယိုကိုကြော်ခွပြီးတော့မကြည့်ပါနဲ့။ကြော်ကြည့်မိသွားရင်ဘာတွေပြောလို့ပြောသွားမှမသိဖြစ်သွားနိုင်ပါလေ။ ကယ်ဒီတော့အစနေကျွန်တော်ပြန်ပြောရမယ်ဆိုရင်ဇပတ်ကြီးချက်ညို့ချိုအဲ့ဒါအဓိကလိုတယ်ပြီးတော့တန်လိုက်တုံးတစ်ခုပြီးတော့နန္တဖြူပြီးတော့လာဝန်းကမုံဥပစ္စည်းကဒီ၄မျိုးပဲလိုပါတယ်တန်လိုက်တုံးဆိုတာကတော့ရှားရအလွယ်ဆုံးပါပဲပျက်စီးနေတဲ့ကက်ဆက်တီးရေဒီယိုတွေရဲ့စပီကာတွေကနေကျွန်တော်တို့အလွယ်တကူဖြုတ်ယူနိုင်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့သတိပြုဖို့ကတန်လိုက်ကိုအလွယ်တကူအမျိုးအစားကျွန်တော်တို့နှမျိုးခွဲလို့ရပါတယ်ပထမတစ်မျိုးကတတ်ထုအမျိုးအစားပါ ဲ့ဒါမျိုးကိုကွန်ပျူတာရဲ့ hard drive တွေထဲမှာကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ခုကျွန်တော်တို့သုံးသွားမဲ့တန်လိုက်မျိုးစားဟာကြောက်မျိုးစားပါ အများအားဖြင့် cassette speaker တွေမှာပေါဝင်ပါတယ်နောက်တစ်ဖြူကလည်းတကယ်တော့မရှားပါဘူးဒါပေမဲ့အစ်စ်ဖြစ်နေဖို့တော့လိုပါတယ်တချို့အရာတွေကအနှံ့ကသာနောက်တစ်ဖြူနှံ့ဖြစ်ပြီးတော့အသားကတော့တခြားအသားတွေဖြစ်နေတတ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အသုံးပြုတင်တာကနောက်တစ်ဖြူအသားစစ်စစ်ဖြစ်ပါတယ်နက်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာအသင့်ဖြော်ပြီးတော့တုံးနေတဲ့ နတ်သမီးကြီးတွေကိုတော့ကျွန်တော်တို့မတုံ့သင်ပါဘူး။နာဝင်ကမုန်းဆိုတာကဒီအပင်မျိုးတွေကိုပြောတာပါ။သူကလည်းရှားပါးပစ္စည်းတော့မဟုတ်ပါဘူး။ဒီအပင်မှာဥရှိပါတယ်။စက်တော်နီနဲ့နည်းနည်းလေးဆင်တူပါတယ်။အပင်ပုံတွေကိုကျွန်တော်ဒီ Facebook ကနေပြီးတော့ကျွန်တော်အလွယ်တကူရောက်ထားလိုက်တာဖြစ်ပါတယ်။အဲ့ဒီမှာလည်းရောင်းပေးတယ်လို့သိရပါတယ်။ကျွန်တော်လည်းတော့မခင်ပါဘူး။တီလည်းမသိပါဘူး။ဝယ်ခြင်းအဲ့ဒီပေမှာတွားပြီးတော့ဒါဝယ်ခြင်းဝယ်လို့ရပါတယ်ကျွန်တော်ကပိုင်ရှင်းကိုခွင့်မတောင်းမနဲ့ပုံတွေကိုအသုံးပြုလိုက်ရတဲ့အတွက် ဒါသူ့ရဲ့ပေလေးကိုပါတခါတည်းကြောင်ညာပေးလိုက်တဲ့သဘောပါကဲပစ္စည်းလေးမျိုးရပြီပဲထားကြပါစို့ဗျာအစီရင်ဘက်ကိုကျွန်တော်တို့သွားလိုက်ရအောင်အစီရင်လုပ်ဖို့အတွက်ပထမအဆုံးလိုတာကနက္ခတ်အခါကောင်းတစ်ခု ဖြစ်ပါတယ်အဲ့ဒီနက္ခတ်အခါကတော့အဝင်နက္ခတ်နဲ့တိုက်ဆိုင်တဲ့ဒေဝီနက္ခတ်ချိန်ဖြစ်ပါတယ်ဒါကိုမဲ့ဆိုတော့နားမလည်ဘူးဆိုရင်တော့နက္ခတ်ပေနေပညာကိုကောင်းကောင်းနားလဲတဲ့ဆရာသမားတွေကိုတွက်ချက်ခိုင်းပါသူတို့တွက်ချက်တတ်ပါတယ်တကယ်လို့ ကိုယ်တိုင်သိကျင်တဲ့သူတွေရှိရင်ကျွန်တော်ရဲ့ဘေးရင်ဆွဲဆုံးမင်္ဂလာအခါပေးဘေးရင်ပြက်ကလေးထဲမှာလည်းအလွယ်တကူကြည့်ရှုနိုင်ပါလေကျွန်တော်ပြက်ကလေးသုံးမဲ့ဆိုရင်တော့ပိုပြီးအားသာတဲ့အချက်တစ်ခုကဒေဝီအဝင်နှက်ခတ်မဆောက်နိုင်ရင်တော့တက်ဆိုင်ရာရက်ဆွဲရဲ့မင်္ဂလာအခါရဲ့အားပလ80နဲ့အထက်အားကောင်းနေရင်ဒီအစီရင်ကိုအသုံးပြုနိုင်ပါလေဒီလိုရက်ကောင်းရွေးပြီးပြီဆိုရင်တော့တင့်တော်ပြီးတော့တန်ရှင်းတဲ့နေရာလေးတစ်ခုမှာစတင်ပြီးတော့စီးနိုင်ပါပြီအကောင်းဆုံးကတော့အိမ်ဖျားစင်ရှိမှစီးနေတာဟာအကောင်းဆုံးပါပဲ။ အိန္ဒိအိမ်ရဲ့အတန်ရှင်းဆုံးနေရာကောင်းတစ်ခုအဖြစ်ဂံဘီရပညာအလိုရသတ်မှတ်ထားပါတယ်။အစီရင်လုပ်မဲ့နေရာကိုတခြားအနောက်ရှက်ပေးနေတဲ့သူတွေမလာပါစေနဲ့။လိုင်းအစီရင်အတွက်ဒါစီတွေဖြစ်ပေါ်စေပါလေ။ပြီးရင်ကျွန်တော်တို့မြောက်အရက်ကိုမျက်နှာမူထားပြီးတော့ရှေ့မှာပလင်းခတ်ရွရွလေးတလုံးကိုခြားထားလိုက်ပါ။ဒါကအစီရင်ပစ္စည်းတွေကိုထည့်ဖို့အတွက်ဖြစ်ပါတယ်။ပလင်းအတွက်လည်းခေါင်းစားမနေပါနဲ့။လီပိုပလင်းတွေ M150 အချိုရီပလင်းမျိုးတွေတောင်းရင်ရပါတယ်။ဒါတွေကရှာမခက်ပါဘူး။အရင်ဆုံးကျွန်တော်တို့နတ်တဖြူအတုံးကနေပြီးတော့ အသားစားလေးတွေရအောင်ဓာတ်ချောင်းနဲ့လှီးယူပါသဘောကတော့ကျွန်တော်တို့တစ္ဆာဖြတ်စာလေးတွေရအောင်ကျွန်တော်တို့လုပ်လိုက်တဲ့သဘောပါပဲအဲ့ဒီအပိုင်းစားလေးတွေကိုအည်အတွက်အားဖြင့်16ခုပြုတ်လုပြီးတော့ပလင်းထဲကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တန်လိုက်တုံးကိုလည်းအစိမ့်စိမ့်မှမှဖြစ်အောင်တူနဲ့ထုတ်ပြီးတော့ခွဲလိုက်ပါတန်လိုက်တုံးအစာလေးတွေကိုရောက်လိုက်တဲ့သဘောမျိုးဖြစ်ပါတယ်အဲ့ဒီအစာလေးတွေကတော့22စာလိုပါတယ်အတိအကျကိုရည်တွက်ထားပါတန်လိုက်တွေကတစ်ခုနဲ့တစ်ခုပူးကုန်တဲ့အတွက်ရည်တွက်ရတာတော့နည်းနည်းလေးခက်နိုင်ပါတယ် စ조사ပြီးတော့လုပ်ပါအဲ့ဒါကပလင်းထဲကိုဒုတိယထည့်ရမယ့်ပစ္စည်းဖြစ်ပါတယ်တတိယထည့်ရမယ့်ပစ္စည်းဟာလာဝန်ကမောင်းဦးဖြစ်ပါတယ်ဒါကိုလည်းဓာတ်နဲ့အစိတ်စိတ်လေးတွေပြုတ်လုပ်ပြီးတော့အပိုင်းစ9စအဖြစ်ပလင်းထဲကိုထည့်ရမှာဖြစ်ပါတယ်နောက်ဆုံးထည့်ရမှာကတော့ဇပတိချက်ဖြစ်ပါတယ်အဲ့ဒီကနေညှို့ချိုးနေရာလေးကိုကျွန်တော်တို့အနေငယ်ဖြတ်ယူပြီးတော့အပိုင်းစလေးတွေဖြစ်အောင်ကျွန်တော်တို့လုပ်လိုက်ပါစုစုပေါင်း၈ခုလိုပါတယ်အဲ့ဒါကိုလည်းပလင်းထဲမှာထည့်လိုက်ပါ လင်းနဲ့ထဲတဲ့အခါပစ္စည်းလေးမျိုးမှာတက်ဆိုင်ရအည်အတွက်တွေရှိပါတယ်။အဲ့ဒီအည်အတွက်တစ်ခုဟာပစ္စည်းတစုလို့သတ်မှတ်ထားတဲ့အတွက်ပစ္စည်းလေးမျိုးဟာပစ္စည်းအစု၄စုပါဝင်တယ်လို့နားလည်ထားပါ။ပစ္စည်းတစုကိုတစ်ခါတည်းပလင်းထဲကိုဝင်အောင်ထည့်ပြရမယ်သဘောပါ။ကျွန်တော်ပြောတာမိတ်ဆွေတို့သဘောပေါက်ပါမလားမသိဘူး။ကျွန်တော်ဆိုလိုတာကဥပမာနန္ဒဖြူဇ18ဇလို့ဆိုကြပါစို့အဲ့ဒီ18ဇဟာနန္ဒဖြူရဲ့ပစ္စည်းတစုဖြစ်ပါတယ် ပလင်းထဲကိုထည့်တဲ့အခါမှာ16စကိုဒဇာချင်းစီကင်ပြီးတော့ပလင်းထဲကိုဝင်အောင်ထည့်ရမယ်လို့ဆိုလိုတာမျိုးမဟုတ်ပါဘူး16စလုံးကိုအကုန်လုံးစုကင်ပြီးတော့မှတပြိုင်တည်းထဲပလင်းထဲကိုထည့်လိုက်ရမယ်သဘောမျိုးကိုပြောချင်တာဖြစ်ပါတယ်ဂျန်နဲ့ပစ္စည်းလည်းအတူတူပါပဲအဲ့ဒီလိုပဲထည့်ရမှာပါဒီလိုပစ္စည်းတွေကိုထည့်တဲ့အခါမှာဘာဂါရီရွတ်ရမှာလဲဘာမန္တန်ရီရွတ်ဖို့လိုတယ်လဲစဖြင့်မမေးပါနဲ့ဘာမှမလိုပါဘူးကျွန်တော်ပြောပြထားတဲ့ပစ္စည်းလေးတွေကိုသာစစ်အောင် 調査ရှာပြီးတော့မှန်အောင်ထည့်ပေးပါလက်တွေ့ကြကြအောင်မြင်ပါလိမ့်မယ်ဒီလိုလုပ်ရင်ဘာလို့အောင်မြင်တာလဲဆိုတော့ကျိုးဝတ်ချက်ကိုတော့ကျွန်တော်တိတိကျကျရှင်းပြနိုင်ပေမဲ့ဒီမှာတော့ရှင်းမပြတော့ပါဘူးပစ္စည်းတွေအလုံးပလင်းထဲရောက်ပြီးဆိုရင်တော့ပလင်းအဖုံးကိုလုံအောင်ပိတ်ထားလိုက်ပါဘယ်တော့မှပြန်ပြီးတော့မဖွင့်ပါနဲ့ဖွင့်မိတဲ့နေ့ဟာသူ့ရဲ့စွမ်းအားကုန်လုံးတဲ့နေ့ပဲဖြစ်ပါတယ်အဲ့ဒီပလင်းကိုမဖွင့်သေး၍သူဟာစွမ်းအားပြနေမှာပါကဲဒီတော့ဘာတွေစွမ်းတယ်လဲဆိုတာပြောလိုက်ကြရအောင်ဒီစီရင်ဟာ လက်လာပါအတွက်အဓိကစွမ်းပါတယ်။ငွေကိုအထူးသဖြင့်ဖိတ်ခေါ်ပေးနိုင်တဲ့စွမ်းအားကြီးပါတယ်။ဒါပေမဲ့ပါဝင်တဲ့ဒက်ပစီနဲ့ရွေးချယ်ထားတဲ့ဒေဝီနတ်ခတ်ရဲ့အခါအစွမ်းကြောင့်ပီရဘက်မှလည်းတိတိတသာအစွမ်းပြပါတယ်။ပီရဆိုတဲ့နေရာမှာတနာပေမကိုဦးစားပေးတဲ့ပီရတဲ့မကဘဲနဲ့တဘာဝပီရလို့ခေါ်တဲ့928မီတာမျိုးမိခင်ကတားသမီးပေါ်ထားတဲ့မီတာမျိုးတွေကိုလည်းပေးစွမ်းနိုင်ပါတယ်။လူချင်းလူခင် ပေါ်များပြီးတော့ ဘာကိုပဲလုပ်လို့အောင်မြင်နိုင်တဲ့အစွမ်းမျိုးတွေပေါ့ဗျာကဲဒီတော့ဘယ်လိုသုံးရမလဲသုံးနည်းကတော့လွယ်လွယ်လေးပါပဲဒီပလင်းကိုအိမ်မှာထားမယ်ဆိုရင်အိမ်ရဲ့အရှိရဲ့ခေါင်းရဲ့အဲ့ဒီနှစ်ခုစုံရာတောက်နေရာမှာထားပေးပါအဲ့နေရာဟာအရေးကြီးပါတယ်တကယ်လို့မိတ်ဆွေကပလင်းကိုခတ်သေးသေးနဲ့လူခန္ဓာကိုယ်ပေါ်မှာဆောင်လို့ရအောင်လုပ်ခဲ့တာမျိုးဆိုရင်တော့လူခန္ဓာကိုယ်ပေါ်မှာဆောင်ထားလို့လည်းရပါတယ်ဆောင်တဲ့လူမှာအဲ့ဒီစွမ်းအားတွေရရှိနေမှာဖြစ်ပါတယ် ဒီစီရင်ပထမအားနှစ်ချက်ကတော့ပစ္စည်းစီပစ္စည်းမှန်ရအောင်ရှာဖို့ခက်တာဖြစ်ကြောင်းကျွန်တော်ပထမပိုင်းမှာပြောပြခဲ့ပြီးပါပြီအခုဒုတိယအားနှစ်ချက်ကိုကျွန်တော်ဆက်ပြီးပြောပြပါမယ်အဲ့ဒါကတော့ဗမာဘဲဆောင်ဆောင်ဘလိုဘဲဆောင်ဆောင်စောင့်ကျင်တဲ့အဓိကလူဟာတစ္ဆာရှိဖို့တော့အထူးလိုပါပဲဆိုလိုတာကပိယစွမ်းနာလာဘစွမ်းနာမျိုးတွေကိုအားပေးလို့တဲ့အတွက်လူတော်တော်များများဟာငွေများများဝင်လာရင်အဲ့ဒီငွေတန်းကိုမခံနိုင်ကြတော့ပါဘူးဒါအပြင်ပီအားကောင်းလာရင်လည်း တစ္ဆာတွေမဲ့ကျင်လာတတ်ပါတယ်။အဲ့ဒီတော့ငွေကြေးအပေါ်လူတွေအပေါ်တစ္ဆာကြီးကြီးထားနိုင်ဖို့အထူးလိုပါတယ်။တစ္ဆာမရှိတဲ့သူတွေအတွက်ဒီစင်ဟာအစွမ်းမပြတဲ့အပြင်ဒုက္ခပါပေးလာနိုင်ပါတယ်။ဒါကိုတော့အထူးသတိပြုပါ။ဒီစင်ဟာရှေးဟောင်းလောကီပညာအစီရင်တစ်ခုဖြစ်တာကြောင့်အကျိုးပေးထရောက်မှုလည်းရှိပါတယ်။မြန်မာပြည်မှာကျွန်တော်ရှိစဉ်တုန်းကဒီလိုအစီရင်တွေကိုကျွန်တော်ကိုယ်တိုင်လုပ်ပြီးတော့အခမဲ့ပေးဝေလေးရှိပါတယ်။ဒါပေမဲ့တစ္ဆာမရှိတဲ့သူတွေများလာတဲ့အခါနောက်ပိုင်းကျွန်တော်အပင်မခံပြီးတော့မစီရင်တော့ပါဘူး။ ဒါကြောင့်ကျွန်တော်စီကနေဝယ်လို့ရမလားတွေကျွန်တော်ကိုစီရင်ပေးပါလားတွေတော့မလုပ်ကြပါနဲ့ကွန်ချက်လည်းကျွန်တော်ပြထားပြီးပါပြီကိုယ်တိုင်လုံနိုင်အောင်စူးစမ်းကြပါလို့ကျွန်တော်အကြံပြုနေပဲခဏနားပြရစီအောင်ကဲအားလုံးပဲမင်္ဂလာရှိကြပါစေဗျာ